ဆယ်လေးရဲ့ဂွေစီမှုကြောင့်ရှစ်သိန်းကျော်လိန်ခံလိုက်ရတဲ့ယာတာပေါက်စီရဲ့ဖြစ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျွန်မတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေဟာတာတိရုပ်ဆောင်ယာစာပေါက်စီကတော့တခေတ္တကာမှာဒုတိယယာစာနေဝေးပုံစံနဲ့အမှုပညာလုပ်တွေကိုများစွာလုပ်နိုင်တဲ့အထီးကိုမှအောင်မြင်ကြတာလည်းဖြစ်ပါရစေပွဲဒီမှာလည်းလူရှင်တော်တယောက်အနေနဲ့ကားပြဖြောပြေးကြရသလိုစကားရီထဲမှာလည်းဟာတာတိရုပ်ဆောင်တယောက်အနေနဲ့ စကားများစွာကိုရိုက်ကူးခဲ့ပူပါရီရာသာပေါင်းစီဆိုတာဘာလို့လဲဆိုပြီးတော့မေးစရာမလိုအောင်လူတီများတဲ့အမှုပညာရှင်တရားဖြစ်ခဲ့ပေမယ့်အခုချိန်မှာတော့လလုတ်ချင်စောနဲ့သူများလိနာခံရပြီလေဖြစ်ပါရီရာသာပေါင်းစီကတော့အခုချိန်မှာအမှုပညာလုပ်တွေလုပ်ချင်တဲ့စိတ်ကများနေကြတာပါစောင်းဝင်နေရေးအတွက်ကြောင့်အမှုပညာလုပ်တွေလုပ်ချင်တာပါပဲမယ့်အမှုပညာလုပ်လို့မှပျော်ရွှင်ရတဲ့စိတ်ကြောင့်စကားခေါ်ရိုက်မဲ့သူကိုစောင့်စားနေရလေဖြစ်ပါရီဘသူပဲလာကန်လမ်းမှာစေအမှုပညာလုပ်လို့ရရင်ပြီးရောဆိုတဲ့စိတ်နဲ့စောင့်ဆိုင်နေတဲ့ရာသာပေါင်းစီကတော့အခုဆိုရင် ်အလုတ်ပန်းပြပြီးတော့အလင်ခံလိုက်ရပြီလေဖြစ်ပါတယ်။ရာသာပေါက်စီကတော့ဇလန်းတို့ရိုက်ဖို့ဆိုပြီးတော့လာခေါ်ရင်ကနေငွေရှစ်သိန်းလင်ခံရတာပါ။လင်းနီးပေါင်းစုံနဲ့လင်းနီးတဲ့ခင်မာရာသာပေါက်စီဟာဇလန်းတို့ရိုက်ဖို့လာပြီးတော့ကလန်နာဆိုပြီးတော့အလင်ခံရတာလေဖြစ်ပါတယ်။တတော်မှာနမေကြီးနေတဲ့ဆယ်ရီဆိုတဲ့သူကဇလန်းတို့တူတူရိုက်ချင်လို့ဆိုပြီးတော့အင်ထီလာခေါ်တာလေဖြစ်ပါတယ်။ အနုပညာအလုပ်လုပ်ရပြီးပြီးရောဆိုရင်ရာဇာပေါက်စီကတော့ဘလိုနီယာကမဆိုရိုက်မေဆိုပြီးတော့လိုက်သွားကြတာလေးဖြစ်ပါရည်။လာခေါ်တဲ့သူတွေက အလုပ်စကားပြောချင်လို့ဆိုပြီးလပိရိဆိုင်ကိုအရင်ခေါ်သွားကြတာပါ။လပိရိဆိုင်မှာလူလဲဆောင်ရင်းနဲ့အလုပ်စကားပြောဖို့ခေါ်ခဲ့တယ်လို့နောက်ပိုင်းမှာတချင်းဆိုတဲ့အပိုင်းကိုတရုတ်ဆောင်ပြချင်လို့ KTB ကိုလိုက်ပို့ပေးလို့ရလားဆိုပြီးတောင်းဆိုကြတာလေးဖြစ်ပါရည်။ရာဇာပေါက်စီကတော့အလုပ်နဲ့ပတ်သက်တာမျိုးသူတို့ခေါ်တဲ့နေရာကိုလိုက်ပြီးအလုပ်စကားပြောဆိုကြတာလေးဖြစ်ပါရည်။ခေါ်ရောက်တဲ့အချိန်မှာတစ်တော့ဆယ်လီဆိုတဲ့သူက ငားခေါ်လာတဲ့ကာသမားကိုပါအိတ်ခံခဲ့တယ်လို့စားခေါက်တောက်ဝယ်တွေအကုန်မှကျွေးကြတာလည်းဖြစ်ပါတယ်။လူတွေသိမရှိအောင်အဲ့ခံနေခဲ့ပြီးအလို့စကားပြောမဲ့သူမလာသေးလို့စောင့်ခိုင်းကြတာလည်းဖြစ်ပါတယ်။ရစာပေါက်စီကတော့စောင့်နေရတာကြာပြီမို့စကားပြောမဲ့သူကမလာသေးဘူးလား။ဖုံးဆက်မေးကြည့်ပါလားဆိုပြီးပြောချိန်မှာဖုံးအားကုန်နေလို့ဆိုပြီးတော့သူသုံးနေကြအကွက်ထုတ်သုံးခဲ့ပါတယ်။လူလိန်ဆိုတဲ့လူဟာကာသမားစီကလည်းဖုံးကားခဲ့တယ်လို့ရစာပေါက်စီကိုလည်းဖုံးခနာပေးဆက်ဖို့တောင်းဆိုကြတာလည်းဖြစ်ပါတယ်။ ရှားသာပေါစီကတော့သူ့ရဲ့ဖုန်းကလောချထားတာမို့ပြဿနာမရှိတော့ပါဘူးဆိုပြီးပေးပြီးဆက်ခိုင်းခဲ့တယ်လို့ကောင်လေးကလည်းအစားအစာတွေရှမ်ပေချချွေးထားတာမို့ဘာမှဖြစ်တော့ပါဘူးဆိုပြီးတော့ဖုန်းပေးခဲ့တာလည်းဖြစ်ပါတယ်။ရှားသာပေါစီကတော့သဘောရိုးနဲ့ဖုန်းပေးဆက်ခဲ့ပေမဲ့လှုပ်ရှားနေတာကြာပြီဖြစ်တဲ့ကောင်လေးကရှားသာပေါစီရဲ့ဖုန်းကိုလော့ဖွေပြီးဖုန်းဆက်ပြီးပတ်စံနေလမ်းချတဲ့အထိပါပဲ။ရှားသာပေါစီရဲ့မျိုးသမီးစီကိုဖုန်းဆက်ပြီးဆီယာကပတ်စံလမ်းတောင်းခိုင်းလို့ဆိုပြီးတော့လမ်းတောင်းတယ်လို့မိတ်ဆွေချိုးစီကပါ ငွေလန်းချိခဲ့ပါသေးတယ်။လူလိန်ကတော့ငွေတွေပတ်ချေးတဲ့ပြင်စားစရာတွေအတွက်ငွေမရှိတဲ့ပြင်ဖုန်းကိုပါယူသွားတာလည်းဖြစ်ပါသေး။ရတာပေါစီကတော့အလုပ်လုပ်ချင်လို့လိုက်လာခဲ့ပါသေးဆိုမှပတ်စံနဲ့ဖုန်းမှလင်ခံခဲ့တာမလို့စိတ်ရင်နေပြီလို့ဆိုပါသေး။စကားတွေထဲမှာလူလေကြီးတယောက်ဖြစ်ပေမဲ့အပြင်မှာသားရွယ်လေးကကလိန်ကြလို့မလို့ငွေ၈သိန်းလောက်ပါသွားတယ်ဆိုပြီးသူ့ဖြစ်ကိုနောက်လူတွေစင်ကျင်နေအောင်ရွေးဖွင့်လာခဲ့ပြီလည်းဖြစ်ပါသေး။ဟုတ်ကဲ့ပါအခုလိုစိတ်ဝင်စားဖို့ရအကြောင်းအရာများကိုထပ်မံတင်ဆက်ပေးတော့မှာဖြစ်လို့ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်။